အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်နေကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ Lightweight and Champion ကပတ်လူပွဲအတွက် Armand Sabukran နဲ့ Ilya Topuria တို့ကိုမကြခင်ပွဲတက်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်အကြောင်းအခုလာမယ့် UFC White House Event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားဖို့အတွက်တရားဝင်သူကကြီးညာထားပြီးဖြစ်ပြီးတော့အမှန်ကန်လေ့ကျင့်ခန်းတွေလှုပ်ဆောင်နေပြီးဖြစ်ပြီးတော့ကျွန်တော်တို့ Conor McGregor ပြန်လာဖို့အတွက်တရားရဂိုင်းနှုံးတေးချနေပြီဆိုတဲ့သတင်းပါဝင် UFC ရဲ့ lightweight champion ဟောင်းကာပေးအနေနဲ့အင်မတန်မောက်ကိုစီးကံတင်းကျပ်တဲ့အတွက်ကြောင့်မလို့ဟာပေးရဲ့အဖေနဲ့လေ့ကျင့်တုံးကထပ်ပို့ပြီးတော့တင်းကျပ်ခြင်းခံနေရလဲဆိုပြီးတော့ဖွင့်ဟလာခဲ့တဲ့ UFC ရဲ့ welterweight တန်းနဲ့ lightweight champion ကြီး Islam Makhachev စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ UFC ရဲ့ lightweight champion ကြီး Ilya Topuria အနေနဲ့မကြာခင်အချိန်အတွင်းမှာ ကြသည်ခင်ကမှနိုင်ယူရရှိထားခဲ့ပြီးတော့ UFC ရဲ့ number 1 contender ဆစ်ဆစ်ဖြစ်လာတဲ့ Amad Sayu Grand ကိုလက်ခံရှင်ပြိုင်ထိုးသက်တော့မဲ့ပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားချင်ပါတယ် UFC ရဲ့လက်ရှိလောလောဆယ် lightweight တန်းချင်းရာဆိုလို့ရှိရင် lightweight တန်း champion ကြီး Ilya Topuria က ချန်ပီယံဖြစ်ပြီးတော့နံပါတ်1နေရာမှာရှိနေတဲ့ fighter ကတော့ Arman Sarukhan ဖြစ်ပါတယ်။ Arman Sarukhan အနေနဲ့ပြီးခဲ့တဲ့မကြာသေးခင်အချိန်တုန်းက Islam Magashev နဲ့စိန်ခေါ်ရှင်ပြိုင်ထိုးသက်ဖို့အတွက်သူ့အနေနဲ့ပွဲစဉ်ရထားခဲ့ဘူးပေမဲ့အဲ့ဒီပွဲစဉ်မှာဒဏ်ရာကြောင့်နှုတ်ထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တကြီးတင်နာဝဲကသူ့ကိုနောက်တဲ့ fighter တူဦးနဲ့ရှင်ပြိုင်ထိုးသက်ပြီးမှချန်ပီယံစိန်ခေါ်ခွင့်ပေးမယ်ဆိုပြီးတော့ပြောပြီးတော့တန်ထိုကာနဲ့ပွဲတည်ပေးခဲ့တာဖြစ်ပါတယ်။တန်ထိုကာနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Arman Sarukhan အနေနဲ့ တဟိုကာကိုဒုတိယကြိမ်မှတွင်ချုပ်ပြသွားပြီးတော့သူ့အနေနဲ့သူဟာချန်ပီယံစင်ကောခွင့်ထိုက်တန်တဲ့ဖိုက်တာ2ဖြစ်တယ်ဆိုတာကိုတက်သေးပြသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဘဲဖိုက်တာကဘဲဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားရမလဲဆိုတဲ့အဖြေကတော့ရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့ပြီးဖြစ်ပြီးတော့အာမန်ဆာယူခရန်အနေနဲ့အီလီယာတော်ပူရီယာကိုချန်ပီယံကပတ်စင်ကောခွင့်တောင်းဆိုသွားပြီးတော့ UFC ဘက်ကလည်းဂျိမ်းဒီဘောပွဲတည်ပေးရမယ်အနေထားမှာရှိနေတဲ့အနေထားကိုရောက်ရှိသွားခဲ့ပြီးပဲဖြစ်ပါတယ်။ ။အလီယာဒေါ်ပူရီယာအနေနဲ့ကလည်းလက်ရှိလောလောဆယ်မှာသူ့အနေနဲ့သူ့ရဲ့နောက်ဆုံးချန်ပီယံကပတ်ပွဲစဉ်ဖြစ်တဲ့ Charles Oliveira နဲ့ပွဲစဉ်ပြီးကြတဲ့ကပွဲစဉ်မရရှိသေးတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ပထမဦးဆုံးချိန် Lightweight Dan Champion ကပတ်ကာကွယ်ပွဲကို Armand Saucre နဲ့ရှင်ပြိုင်ထိုးတက်သွားရတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီဖိုက်တာနှူးကတွေးဖို့ကြိမ်းတည်ပေါက်ဖြစ်နေပြီဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဖိုက်တာနှူးဘယ်ချိန်မှာရှင်ပြိုင်ထိုးတက်သွားမလဲသူတို့ရဲ့ပွဲစဉ်ကဘယ်ချိန်လဲဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့ Armand Saucre အနေနဲ့ အီလီယာဒိုပူရီယာကိုဘယ်ချင်းဖြစ်ဖြစ်စင်ကိုရှင်ပြိုင်ထိုးသက်သွားမယ်ဆိုပြီးတော့ ပွဲတောင်းထားပေမဲ့အလီယာဒေါ်ဘူရီယာနဲ့ UFC ဥက္ကဋ္ဌကြီးဒေနာဝိုက်တို့ပွဲစဉ်အတွက်မညှိရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အထင်တော့အခုလာမယ့် UFC 324 event ပွဲစဉ်ဖြစ်တဲ့ January လမှာကျင်းပသွားမယ့်ပွဲစဉ်မှာအဲ့ဒီပွဲစဉ်ပါဝင်လာဖို့ကတော့တေချာနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီနောက်က UFC ပွဲစဉ်တွေမှာတော့ဂျိန်းဒီပေါ့ပါဝင်လာနိုင်မှာဖြစ်ပြီးတော့ဒီဖိုက်တာအနုကဂျိန်းဒီပေါ့ရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုပွဲကြိုသုံးသက်ချက်လေးတခုလုပ်ချင်ပါတယ်။ ဆိုတော့ကျွန်တော်တို့ fighter နှစ်ဦးရဲ့ status တွေကိုသွားပြီးတော့ကြည့်လိုက်ကြအောင်ပါပထမအဦးဆုံးအနေနဲ့ Arman Saukran ဆိုတဲ့ fighter ရဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ် Arman Saukran အနေနဲ့ကတော့လက်ရှိလောလောဆယ်မှာ MMA ပွဲစဉ်ပေါင်း20နဲ့မှ6ပွဲ ရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ23ပွဲနိုင် ၃ဘွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ် UFC ဖွဲ့စည်းမှဆိုလို့ရှိရင်တော့၁၂ဘွဲတိရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီထဲကမှ၁၀ဘွဲနိုင်၂ဘွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter တယောက်လည်းဖြစ်ပါတယ်သူအနေနဲ့ဒီ UFC ဖွဲ့စည်းကိုရောက်ရှိလာတာကတော့6နှစ်လောက်ရှိပြီဖြစ်တဲ့ Fighter 2ဖြစ်ပြီးတော့အာမန်ဆာယွန်ခရန်ပထမအဦးဆုံး UFC မှာရှင်ပြန်ထိုးသက်တဲ့ပွဲစဉ်မှာရှုံးပွဲကြုံနေခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်အာမန်ဆာယွန်ခရန်အနေနဲ့ ချန်ပီယံဟောင်းကြီးအစ္စလာမ်မာဂါရှက်ကိုရှုံးနိမ့်ခဲ့ရတာဖြစ်ပြီးတော့သူ့အနေနဲ့အစ္စလာမ်မာဂါရှက်ကိုဒီပွဲစဉ်ပြန်လည်ရှင်ပြိုင်မကြေပွဲထိုးသက်ပြီးတော့လက်စားချေချင်တယ်ဆိုပြီးတော့ပြောထားပြီးတော့အဲ့ဒီခွင့်ရေးကိုလက်လွတ်ဆုံးရှုံးလိုက်ရတာကတော့နှမျောစရာဖြစ်ပါတယ်။ဒါကကြားဖြတ်ပြောရတာဖြစ်ပါတယ်။ဆိုတော့အာမန်ဆာဂူခရန်အနေနဲ့ကသူနိုင်ယူရရှိထားတဲ့ပွဲစဉ်တွေမှာဘယ်နှပွဲကိုပွဲသိမ်းထားသလဲဆိုလို့ရှိရင်တော့ MMA ပွဲစဉ်ပေါင်း၉ပွဲကိုအလဲထိုးတိုင်ပွဲရဲနဲ့နိုင်ယူရရှိထားပြီးတော့၆ပွဲကိုသူကချုပ်ကွက်နဲ့နိုင်ယူရရှိထားပြီးတော့၈ပွဲကိုတော့ decision နဲ့နိုင်ယူရရှိထားတာပဲဖြစ်ပါတယ်။ အာမန်ဆာဥခရန်နေနဲ့အခုနောက်ဆုံးသူရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒီပွဲစဉ်၃ပွဲရဲ့စွမ်းဆောင်ရည်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Brunei sorry Benedarush ကိုနိုင်ယူရရှိသွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ပထမအချိန်မှာတင် Benedarush ကိုသူကလဲထိုးပြီးတော့နိုင်ယူရရှိသွားတယ်။ Charles Oliveira လိုမျိုးချုပ်ကွက်ဒီအင်တာမကောင်းမွန်လာပါတယ်ဆိုတော့ submission ဂုတ်ကြီးနဲ့ရှင်ပြန်ထိုးသက်သွားတဲ့အခါမှာဆိုရင်လည်း submission မရအောင်ယုံထွက်နိုင်ခဲ့တဲ့အပြင် Charles Oliveira ကို wrestling မိုင်းမှာအသာစီးရယူထားပြီးတော့ ground and pound လက်သီးချက်တွေနဲ့အမှန်ကန် pressure ပေးခဲ့တယ်။နောက်ဆုံးရှင်ပြန်ထိုးသက်သွားခဲ့တဲ့ Dan Hooker နဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Dan Hooker လိုမျိုးသူထက်လူကောင်းကြီးပြီးတော့လက်တန်ရှိပါတယ်ဆိုတဲ့ fighter မျိုးကိုနှစ်ချီအတွင်းမှာချုပ်ကွက်နဲ့နိုင်ယူရရှိသွားတယ်။ပွဲသိမ်းပြသွားတယ်ဆိုတဲ့အတွက်ကြောင့်မလို့ Armand Saru Cran ရဲ့ဒီ swan ဆောင်ရေကတော့တော်တော်လေးကိုကောင်းတဲ့ fighter တွေထဲမှာပါတယ်လို့ပြောလို့ရပါတယ်။ Armand Saru Cran ရဲ့ဒီကအားသာ ချက်ကတော့ wrestling ဖြစ်ပြီးတော့အခုနောက်ပိုင်းမှာ wrestling ကိုသူက Hanset Chimaev လို့ fighter မျိုးနဲ့ပါလေ့ကျင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ wrestling skill ကထိပ်ပိုင်းထိကိုတဖြည်းဖြည်းနဲ့လိုတက်လာနေပြီလို့ပြောရမှာပါ။ ဒါပြင်အခုချိန်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့အသက်အရွယ်ပိုင်းကပြောမယ်ဆိုရင်လည်း Prime Gala ကိုစတင်ဝင်ရောက်တဲ့ Fighter 2ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Armand Saul Cran ကို Ilya Dovuria နဲ့ပွဲတည်ပေးတာကတော့အင်မတမကိုပနံသင်လာတဲ့တွဲဆိုင်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားမယ့် Champion ကြီး Ilya Dovuria အကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောချင်ပါတယ်။ ချန်ပီယံကြီးအီလီယာဒိုဂူရီယာအနေနဲ့ကတော့ဘာမှမများဆဆပြောစရာမလိုပဲနဲ့သူ့အနေနဲ့ကအခုချိန်မှာ lightweight တန်းမှာတော်တော်လေးကို perfect ဖြစ်နေတဲ့ fighter လို့ပြောလို့ရတယ်။ MMA ပွဲစဉ်မှာ18ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့ရှုံးပွဲလုံးဝမရှိသေးပဲနဲ့နိုင်ယူရရှိထားတဲ့18ပွဲထဲမှာ15ပွဲအထိကိုသူကပွဲသိမ်းပြထားတယ်။ပွဲသိမ်းပြထားတဲ့အထက်မှာသူ့အနေနဲ့10ပွဲကိုသူကချုပ်ကွက်နဲ့နိုင်ယူရရှိထားပြီးတော့ ခုနှစ်ပွဲထီကိုလဲထိုးပြထားတဲ့ fighter ချမ်းကြီးတယောက်ဖြစ်တယ်။နောက်ပိုင်းမှာသူကဒီချုပ်ကွက်ကိုတိတ်ပြီးတော့မတုံးတော့ဘဲနဲ့သူက boxing ဘိုင်းမှာတော်တော်လေးအားတက်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့ MMA ကို power ပါလာတဲ့ knockout လက်သီးချက်တွေဟာဆိုလို့ရှိရင်ဘဲ fighter ကိုမဆိုဖင်ထိုင်ကြတော့အောင်ထိုးနိုင်နေဆိုပြီးတော့ဒီပြိသက်တွေရောတခြား fighter တွေကပါယုံကြည်အောင်သူ့ရဲ့ record ကိုတက်သေးပြထားခဲ့ပြီပဲဖြစ်ပါတယ်။လူနိုင်ရရှိထားခဲ့တဲ့ဒီ fighter တွေထဲမှာဆိုလို့ရှိရင် Max Holloway လိုမျိုးဘရော့ကမှအလဲမထိုးခံဘူးတဲ့ fighter တွေ အလက်ဇန္ဒားဟိုဂနော့စကီလိုမျိုးတက်တော်ရှည်ဖိုင်တာကြီးတွေပြီးတော့ချားစ်အိုလီဗဲရာလိုမျိုးတကယ်ကိုကျွမ်းလှပါတယ်ဆိုတော့ဆပ်မစ်ရှင်အာတစ်စ်တွေပါဝင်နေတာဖြစ်ပါတယ်ဆိုတော့အီလီယာတော်ဘူရီယာရဲ့ရက်ကော့ကြီးကတော့အင်မတမကိုကြောက်ဖို့ကောင်းတယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့ရဲ့ရက်ကော့အောက်မှာပါဝင်နေတဲ့ဖိုင်တာတွေကလည်းတကယ်ကို good fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့အီလီယာတော်ဘူရီယာကလုံးဝလုံးဝ short တွက်လို့မရတဲ့အနေထားရှိတဲ့ဖိုင်တာတယောက်ဖြစ်တယ် သူ့ရဲ့ဒီအဓိက background အစကားက Grigo Roman Wrestling နဲ့ Judo နဲ့ပြီးတော့ Jiu-Jitsu ကိုအခြေခံပြီးတော့ကစားတဲ့အတွက်ကြောင့်မလို့ ground game မှာလည်းလုံးဝပြောစရာမလိုတော့ကောင်းတဲ့ fighter တူဖြစ်တယ်လို့ပြောရမှာဗျာဆိုတော့ဒီ Ilya Topurian နဲ့ Armen Sarukran တို့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်ဘယ်လိုဖြစ်နိုင်တယ်လဲဆိုရင်တော့ကျွန်တော်တွက်တဲ့ပွဲကတော့ဒီပွဲကတော်တော်လေးကိုပွဲချမ်းတဲ့ပွဲတစ်ပွဲဖြစ်မှာ fighter နှစ်ယောက်လုံးအနေနဲ့တယောက်ကိုတယောက် အလဲထိုးမယ်ဒါမှမဟုတ်ချုပ်ကွက်နဲ့ပွဲသိမ့်မယ်အဲ့လိုပွဲသိမ့်သွားမှဖြစ်ပြီးတော့ဒိုင်းဆုံးဖြတ်တီမရောက်တဲ့ပွဲစဉ်တစ်ပွဲမျိုးလို့ပြောလို့ရတယ်အရင်အမောင်းရပြောမယ်ဆိုရင်လည်း၅ပြခွန်၅ပြခွန်ဖိုက်တာနှစ်လုံးကအရင်မောင်းတူညီတယ်ပြီးတော့ reach ဘိုင်းမှာလည်းတူညီမှုရှိတယ်ကစားပုံချင်းမှာလည်းတူညီမှုရှိတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တားတဲ့ကစားသမားကစားသွားမှဖြစ်တယ်ကျွန်တော်အနေနဲ့ကတော့ဒီအနေငယ်ပို့ပြီးတော့အားသာမိတာကအီလီယာတော်ပူရီယာကိုပို့ပြီးတော့အားသာမိတယ်ဘာဖြစ်လို့လဲဆိုတော့အီလီယာတော်ပူရီယာရဲ့ boxing skill က ဒီ UFC fighter တွေကြားထဲမှာတော်တော်လေးကိုကောင်းတဲ့ skill လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter ကိုထီထီမိမိသာထိုးနိုင်မယ်ဆိုရင်အလဲထိုးထိုးနိုင်တဲ့ power ရှိတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ilya Topuria ကပို့ပြီးတော့အားသာတွေလို့သုံးသပ်မိတယ်ဆိုတော့နားထောင်နေတဲ့ပြည်သက်တွေနေနေကရော Ilya Topuria နဲ့ အာမန်ဆိုင်ဂရန်တို့ရှင်ပြိုင်ထုံးသက်သွားမယ်ပွဲစဉ်မှာဘဲဖိုက်တာဘက်ကပို့ပြီးတော့အားသာမီလဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါတော့ခင်ဗျာဆိုတော့နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီ corner magri ကဒီ조ဝိုင်းလေးကိုပြန်ဝင်လာဖို့တော်တော်လေးကိုကြိမ်းသိနေပြီဖြစ်တဲ့သတင်းတစ်ပုဒ်အကြောင်းကိုတင်ဆက်ပေးခြင်းနဲ့ corner magri ကတော့လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်ဒီ MMA ပွဲစဉ်တွေမထိုးဘဲနဲ့နားထားတာဟာ9နှစ်နီးပါးလောက်ရှိပြီဖြစ်ပြီလို့ပြောလို့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့ကြံခဲ့တဲ့2020ခုနှစ်ကျွန်တော်ထင်မေလလောက်မှာရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာ Dustin င်ဘူဒီကိုခြေချိုးပြီးရှုံးနေသွားတဲ့နောက်ပိုင်းမှာသူ့အနေနဲ့ MMA လောကကိုနှုတ်ဆက်သွားသလားလောင်ထင်ရအောင်လောကကို active ဖြစ်တော့ပြန်မလာတော့တဲ့ fighter ဖြစ်တယ်2022 23ကာလတွေမှာသူက Michael Chandler နဲ့ရှင်ပြိုင်ထိုးတက်ဖို့အတွက်သူပြန်လာမယ်ဆိုပြီးတော့ပွဲစဉ်တွေကြီးညာတရင်တွေထုတ်လောကကို poster တွေရိုက်ပြီးကမှနှုတ်ထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောနာမဂီကလုံးဝပြန်မလာတော့ဘူးလို့ကျွန်တော်တို့ပြည်သက်တွေကလုံးဝထင်ထားခဲ့တာဖြစ်တယ်။ဒါပေမဲ့ UFC ရဲ့ဒီပင်နိုင်စံပြည်သက်ကြီး သမ္မတကြီးဒေါ်နယ်ထရန့်အနေနဲ့ UFC White House မှာပွဲစဉ်ကျင်းပမယ်ဆိုပြီးတော့သတင်းထွက်လာတဲ့အချိန်ကနေစပြီးတော့ဒီလိုသမိုင်းဝင် event မျိုးမှာသူ့အနေနဲ့ပါဝင်ရှင်ပြိုင်ထိုးသက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်ကိုအကောင်းဆုံးလေ့ကျင့်ခန်းတွေပြုလုပ်ပြင်ဆင်နေတယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိတယ်။သူ့အနေနဲ့ဒီ Instagram account ကိုက deactivate လုပ်သွားခဲ့တာဖြစ်ပြီးတော့လုံးဝကိုပျောက်ချက်သားကောင်းပြီးလေ့ကျင့်နေတာဖြစ်တယ်။ပြီးတော့အခုအချိန်မှာ Instagram account မှာတော့ပြန်ပေါ်လာပြီ။ဒါပေမဲ့သူက Instagram ကိုတိတ်ပြီးတော့မသုံးတော့ဘဲနဲ့နောက်လျှောက်ကို motivation, isolation, preparation ဆိုပြီးတော့သူကပြောထားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ ွဲစဉ်ကိုမကြခင်အချိန်အတွင်းမှာရှင်ပြိုင်ထိုးသက်သွားဖို့ရှိနေတယ်။ပြီးတော့သူ့ရဲ့ဘောင်းမီပုံစံလည်းထွက်လာခဲ့ပြီဖြစ်ပြီးတော့သူ့ရဲ့ custom ဘောင်းမီပုံစံကတော့ manny ပဲဖြစ်ပါတယ်။အဲ့လိုမျိုး တရင်တွေကအတိအကျရနေပြီဆိုတဲ့အနေထားမှာကော်နာမက်ဂရီဂိုအနေနဲ့ဂျိုးဘိုင်းနဲ့ကိုပြန်လည်ဝင်ရောက်လာတော့မယ်လို့ကျွန်တော်ကတော့လုံးဝယုံကြည်မိနေတယ်ပြီးတော့ဒီ White House ပွဲစဉ်ကလည်း6လပိုင်းဒီနောက်နှစ်မှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေတော်တော်လေးကိုအေးအေးဆေးဆေးစောင့်ကြည့်ရမယ့်နေရာရှိတယ်သူအနေနဲ့ကလည်းအေးအေးဆေးဆေးပြင်ဆင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကော်နာမက်ဂရီဂိုရဲ့ပွဲစဉ်ကဖြစ်သွားဖို့ရှိနေတယ်ဆိုတော့ဘဲဖိုင်တာနဲ့ရှင်ပြိုင်ထိုးသက်သွားမှာလဲဆိုတော့မိကုန်းကလည်းရှိနေပြန်ပါတယ်ကျွန်တော်ထင်တာတော့ မိုက်ကယ် channel လာနေပဲပြန်ပြီးတော့ရှင်ပြိုင်ထိုးသွက်သွားလို့ရတယ်။ဘာလို့လဲဆိုတော့မိုက်ကယ် channel အနေနဲ့က corner mirror အတွက်ဆိုလို့ရှိရင်လည်းလွယ်ကူတဲ့ပြိုင်ဘက်ဖြစ်တယ်။မိုက်ကယ် channel အတွက်ဆိုရင်လည်း corner mirror ကလွယ်ကူတဲ့ပြိုင်ဘက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗတ်ညီတဲ့ fighter တွေကိုပွဲတက်ပေးလိုက်တာဖြစ်တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ Ilya Dobruya နဲ့သာသွားပြီးပွဲတက်ပြီးရင် corner mirror စေးရုံရောက်သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပြိသက်တွေအနေနဲ့ Michael Chandler နဲ့ corner mirror ရဲ့ပွဲကိုမကြခင်အချိန်အတွင်းမှာစောင့်ကြည့်တော်ရဖို့ရှိနေတာဖြစ်တယ်။ ဆိုတော့ကော်နာမက်ဂရီဂေါ်နေနဲ့ဘယ်လိုဖိုက်တာမျိုးလဲဆိုတာပြိသက်တွေသိပြီးတော့ရှိပေမဲ့ကျွန်တော်ထပ်ပြီးတော့ပြောပြခြင်းပါတယ်ကော်နာမက်ဂရီဂေါ်ကတော့သူ့ရဲ့ prime color မှာပြိသက်ကိုဖြောပြမှုအပြည့်အဝပေးနိုင်တဲ့ကစားသမားတွေကတူဖြစ်ပြီးတော့သူ့ရဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြမ်းတဲ့ပွဲကောင်းပွဲချမ်းတွေကိုပဲရှင်ပြိုင်ထိုးသက် ပြခဲ့တဲ့ fighter ဖြစ်ပါတယ်။ဒါပြင်ထပ်ပြီးတော့စိတ်ဝင်စားစရာကောင်းတာက Conor McGregor နေနဲ့ဒီစကလုံးတိုက်ပွဲတွေမှာဆိုရင်လည်းလုံးဝကိုသူကတစ်ဖက်ပြင်မဲ့ fighter ကိုအရှိုက်ထိတော့အောင်ပြောနိုင်တဲ့ fighter ဖြစ်ပြီးတော့သူဟာအတန်းစကားဝိုင်းနှင်းမှာမကဘဲနဲ့ဒီ mic နဲ့ပြောတဲ့စကားရေးလူပွဲပုံစံမျိုးမှာပါအကောင်းဆုံးပြောနိုင်တဲ့ trash talk fighter ဖြစ်ပါတယ်။ Conor McGregor နေနဲ့လက်ရှိလောလောဆယ်မှာဆိုရင်တော့ MMA ပွဲစဉ်ပေါ့နဆနဲ့မှာ10ပွဲရှင်းပြန်လို့သတ်ထားပြီးတော့အဲ့ဒီကမှာ22ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရက်ကော့ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့ဒီ 22ပွဲထဲမှာပွဲ20အထိကိုပွဲသိမ်းပြထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲ20ထဲမှာမှသူက16ပွဲထိကိုအလဲထိုးနော့ကောက်နိုင်ရရှိခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုကျန်းတဲ့ record တစ်ခုကိုပိုင်ဆိုင်ထားတဲ့ fighter လို့ပြောလို့ရမယ်။သူနိုင်ရရှိထားခဲ့တဲ့ fighter တွေမှာဆိုလို့ရှိရင် Jose Aldo လိုမျိုး featherweight ကိုအဟောင်းတွေပြီးတော့ Max Holloway လို fighter တွေ Dustin Poirier လို fighter တွေ Don Cerrone လို fighter တွေ Eddie Alvarez လို fighter တွေစသည်ဖြင့်တကယ်ကိုကျန်းတဲ့ fighter တွေကိုသူ့အနေနဲ့ finishing လုပ်ပြီးတော့နိုင်ယူပြခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ prime corner Mayweather ကလုံးဝကို short တွက်လို့မရတဲ့အနေအထားဖြစ်တယ်။ပြီးတော့ သူ့အနေနဲ့ဒီ UFC ဖွဲ့စည်းရဲ့ကမ္ဘာပေါ်မှာရောပထမဦးဆုံးချန်ပီယံကပတ်နှစ်ခုကိုတကြိမ်တည်းကင်ပြနိုင်ခဲ့တဲ့နှစ်ထပ်ကွန်းချန်ပီယံဖြစ်ခဲ့ပြီးတော့သူ့ရဲ့ money making skill ကလည်းလုံးဝကို short တွက်လို့မရတဲ့ fighter ကြီးဖြစ်တယ်။ဆိုတော့ Conor McGregor အနေနဲ့အခုချိန်မှာအကြပိုင်းရောက်နေပြီ။သူက trash talk တွေပြောလွှမ်းပေမဲ့သူ့ရဲ့ prime color ကသူကအင်မတန်ကိုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာလုံးဝလုံးဝကိုငြင်းလို့မရတဲ့ဒါဖြစ်တယ်ဗျ။ဆိုတော့ Conor McGregor comeback ပြန်လာမယ်ဆိုရင်တော့ကျွန်တော်ကလုံးဝကိုသဘောကျတယ်။သူ့ရဲ့ပွဲစဉ်မှာ မိုက်ကယ်ချန်လာလိုဖိုင်တာမျိုးနဲ့ရှင်ပြန်ထိုးသက်သွားရမှာလဲသုံးဝသဘောကျတယ်မိုက်ကယ်ချန်လာအနေနဲ့ကလည်းကော်နာမက်ဂရီဂါကိုအစောကြီးကတည်းကတီးကျင်နေတဲ့ဖိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖိုင်တာနှစ်ဦးကချင်းတိပေါက်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ယူဆသုံးသပ်မိတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကရောကော်နာမက်ဂရီဂါကမ်ဘက်ပြန်လာမဲ့ပွဲစဉ်မှာသူ့အနေနဲ့ဘယ်လိုပုံစံမျိုးဒီရှင်ပြန်ထိုးသက်သွားနိုင်တယ်လဲတကယ်ကောပြန်လာနိုင်ပါဦးမလားစတဲ့သုံးသပ်ချက်တွေကိုကော်မန့်မှာရေးပေးခဲ့ကြပါဦးနောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ဒီ ်ဘော်ဒဝိတ်တန်းနဲ့လိုင်ဝိတ်တန်းကချန်ပီယံကြီးဖြစ်တဲ့အစ္စလာမ်မာကာရှက်ဖ်အနေနဲ့အခုနောက်ပိုင်းမှာဟာဘစ်နူမာကိုမတော်ရဲ့အင်မတန်စီကန်တင်းကျပ်တဲ့လေ့ကျင့်မှုတွေကြောင့်သူ့အနေနဲ့ဒီတော်တော်လေးကိုတင်းတင်းကျပ်ကျပ်နဲ့လေ့ကျင့်နေရတယ်ဆိုပြီးတော့ပြောပြလာခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ် UFC ရဲ့ဒီဘော်ဒဝိတ်တန်းနဲ့လိုင်ဝိတ်တန်းမှာချန်ပီယံကြီးဖြစ်နေတဲ့အစ္စလာမ်မာကာရှက်ဖ်အနေနဲ့ကအခုအချိန်မှာသူ့အနေနဲ့ထက်ကွမ်းချန်ပီယံဂုံပုတ်ကိုလည်းရသွားပြီပြီးတော့ပေါင်းပေါင်းနံပါတ်1ဖိုက်တာဆိုတဲ့ဂုံပုတ်ကိုလည်းရသွားပြီဖြစ်တဲ့တကောပြည့်ပြည့်စုံတဲ့ကစားသမားတူဖြစ်ပါတယ်။လိုင်ဝိတ်တန်ချန်ပီယံကြီးဆိုပြီးတော့တပီပြောရတာက အစ္စလာမခါရှပ်အနေနဲ့လာဝိတ်တန်မှာသူ့ရဲ့ချန်ပီယံကပတ်ကို၄ချိန်နိုင်ကာကွယ်ပြီးတော့မှချန်ပီယံကပတ်ဆွန့်လွတ်ပြီးမှဝါတာဝေရန်ကိုတတ်သွားတဲ့အတွက်ကြောင့်မို့လို့ရှုံးပြီးကပတ်ပြုတ်မသွားတဲ့ဖိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီလိုမျိုးထည့်ပြီးတော့ပြောရခြင်းသာဖြစ်ပါတယ် ဆိုတော့အဓိကကျွန်တော်တို့ကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Islam Market Chef အနေနဲ့အခုနောက်ပိုင်းမှာ Habib Numago Maddock ကသူတို့ကိုတိတိကျကျလေ့ကျင့်ခန်းတွေလုပ်ခိုင်းပြီးတော့တော်တော်လေးကိုတင်းတင်းကျပ်ကျပ်နဲ့စီကံတင်းကျပ်ပြီးတော့ training တွေဆင်ခိုင်းနေဆိုပြီးတော့ပွင့်ဟပြောဆိုလာခဲ့ပါတယ်။ဟာသာနှောပြီးတော့ပြောဆိုသွားခဲ့တာက Habib ရဲ့အဖေလက်ထက်တုန်းကတော့သူတို့အနေနဲ့နားချိန်ရှိသေးတယ်။ Habib လက်ထက်မှာသူ့အနေနဲ့နားချိန်တော့မရှိတော့ဘူးဆိုပြီးတော့ဟာသာနှောပြီးပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း အဲ့ဒီအတိတ်ဘက်ကိုကောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Islamabad Chef နေနဲ့နောက်ထပ်လာမယ့် Champion ကပတ်ကာကွယ်ပွဲအတွက်ပြင်းထန်လေ့ကျင့်နေကြောင်းသူအနေနဲ့ပြောပြလိုက်တာဖြစ်ပြီးတော့သူတို့ Fighter တွေနေနဲ့အဲ့ဒီလိုမျိုးအမှန်ကန်ပြင်းထန်တွေလေ့ကျင့်နေတဲ့အတွက်ကြောင့်မလို့ရလက်ကောင်းတွေပိုင်ဆိုင်ထားတယ်လို့ပြောရမယ်ဆိုရင်လည်းမမှားပါဘူး။ဒါကြီးလောလောဆယ်မှာဆိုရင်တော့ Islamabad Chef နေနဲ့ Champion ကပတ်ကာကွယ်ပွဲ Ben Fighter နဲ့ထိုးကအုံးမဲ့ဆိုတာသူအနေနဲ့မသိသေးပဲကြိုက်တဲ့ Fighter နဲ့ပွဲတဲပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ ။ဆိုတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ကတော့မကြခင်အချိန်အတွင်းမှာတကယ်ကိုအမှန်ကန်လေ့ကျင့်ခန်းတွေဆင်းပြီးတော့ training တွေအပြင်းထန်လှုပ်ဆောင်နေတဲ့ Habit Numa ကို Mentor နဲ့အတူ ဘယ်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်ဖို့အတွက်ပွဲထွက်လာအောင်မလဲဆိုတာစောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ်ပွဲထွက်လာခဲ့ပြီဆိုရင်လည်းအကောင်းဆုံးပုံစံနဲ့ပွဲထွက်လာခဲ့မှာဖြစ်ပြီးတော့တကယ်ကိုကျန်တဲ့ဖိုက်တာတွေနဲ့ရှင်ပြိုင်ထိုးသက်တဲ့ပွဲစဉ်တွေလည်းကြည့်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကတော့အင်မတမကိုစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်တွေကိုစောင့်ကြည့်တော့ရအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးနေတဲ့ကရောချန်ပီယံကြီးအစ္စလာမ်မာကတ်ရှက်နေနဲ့ဘယ်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားတဲ့လေဆိုတာကိုကောမန့်မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်